အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲညီကောင်းကြမှာကြပါစေဒီတကားဗီဒီယိုထဲမှာတော့ကျွန်တော်ပါကြောင်းဝင်းမြပြီးတော့မလဲစကားကြတော့ကျွန်တော်အရင်တလနောက်ဆုံးအပတ်ထဲမှာပေါ့เนาะကျွန်တော်ဒီ Emray ရဲ့အာလေမောင်အင်တာဗျူးအတွေ့အကြုံ ကျွန်တော်ယူခဲ့ပေါ့နော်အဲ့ဒီသိကြုံနဲ့ပတ်သက်ပြီးတော့မှဒီဗီဒီယိုထဲမှာကျွန်တော်မျှဝေပြီးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်သိရသလောက်တော့ Emirate လေကြောင်းလိုင်းကအင်တာဗျူးခေါ်တာကကျွန်တော်နှမျိုးနှစားရှိရပေါ့နော်အဲ့ဒီနှမျိုးနှစားရှိတဲ့အခါမှာပထမတစ်ခုကကျွန်တော်ကကျွန်တော် Open Day Interview ပဲဖြစ်ပါတယ် Open Day Interview ဆိုတာကကျွန်တော်ကျွန်တော်သိရသလောက်ပေါ့နော်ကျွန်တော်အဲ့ဒီ Open Day Interview တော့ကျွန်တော်မသွားခဲ့ဘူးပေါ့နော်အဲ့ကြောင့်အဲ့ဒီ Open Day Interview ဆိုတာကကျွန်တော်က online ပေါ်က registration လုပ်ဆရာမလို့ပဲနဲ့သူတို့ recruitment လုပ်တဲ့နေရာ မှာတခါတိုင်းအင်တာဗျူးဝင်ပြလို့ရပါတယ်ခင်ဗျာ။ ကျွန်တော် interview သွားခဲ့တာကတော့ invite only ပဲဖြစ်ပါတယ် invite only ဆိုတာကျွန်တော်က email လက်ခံရရှိထားတဲ့သူမှသာ interview သွားဖြစ်လို့ရတာပေါ့เนาะ email မရခင်ကျွန်တော်ကဒီဟာပေါ့เนาะဒီ interview ရဖို့အတွက်ကျွန်တော်ဘယ်လိုမျိုးရှောက်ခဲ့လဲဆိုတာကျွန်တော် emory နဲ့ emory ရဲ့ official website နေပြီးမှကျွန်တော်အရင်ရှောက်ပါတယ် cv အရင်တင်ပါတယ် cv အရင်တင်ပြီးမှရက်အနေငယ်ကြာပြီးနောက်ပိန်မှသူတို့ဖဲနေပြီးမှ email လက်ခံရရှိပါတယ်အဲ့ဒီ ီမေးထဲမှာဆိုရင်ကိုအတွက်အဆင်ပြေမဲ့နေ့ကိုရွေးခင်းတာပဲဖြစ်ပါတယ်။တကယ်လို့များကိုကဒီအီးမေးလ်ကိုပေါ့နော်58နာရီအတွင်းပေါ့နော်။နေ့ရက်အတော်အတွင်းတကယ်လို့များအီးမေးလ်မပြန်ခင်တော့သူတို့ဖက်နေပြီးတော့မှကိုနဲ့အနီးဆုံး location ပေါ့နော်။ကိုနဲ့အနီးဆုံးနေရာမှာသူတို့ဖက်နေပြီးတော့မှအီးမေးလ်ပြန်မယ်ဆိုပြီးတော့မှကျွန်တော်အီးမေးလ်တစ်စောင်ရခဲ့ပါတယ်။ဒီ official online website နေပြီးတော့မှကျွန်တော်ကဒီ Emirates ရဲ့ website official website နဲ့တွေ့ပြီးတော့မှကျွန်တော် account ဖွင့်ရ ပါတယ် account ဖွင့်ပြီးတော့မှကိုယ့်ရဲ့ CV ကို upload လုပ်ရပါတယ်အဲ့ဒီကိုယ့်ရဲ့ CV အပြင်ဓာတ်ပုံတွေပါထပ်ပြီးတော့မှအလုပ်ရပါတယ်တပိုင်းပုံရယ်တစ်ခုလုံးပုံရယ်ကျွန်တော် upload လုပ်ခဲ့ပါတယ်ခင်ဗျာတကယ်လို့ကိုက48နာရီအတွင်းဒီ email ကိုမပြန်ခဲ့ဘူးဆိုရင်တော့သူတို့ဖက်နေပြီးရမှာကိုနဲ့အနီးဆုံးနေရာမှာပေါ့နော်သူတို့ကသူတို့ဖက်နေပြီးရမှာအဲ schedule လုပ်ပြီးရမှာ ကိုနဲ့အနီးဆုံးနေရာပေါ်တော့ invitation ထပ်ပို့မယ်လို့ email ရပါတယ်ခင်ဗျာကျွန်တော် interview လာဖြည့်ဖို့နေရာကို confirm လုပ်ပြီးတော့မှသူတို့ဖဲနေပြီးတော့မှနောက်ထပ် email တစ်စောင်ပို့လာသေးလဲဆိုတာကျွန်တော်ကဒီ interview ကိုလာဖြည့်မဲ့ အာနေ့ရဲ့အချိန်ရဲ့နေရာရဲ့လုံးဝအသေးစိတ်ပေါ့နော်အီးမေးလ်လက်ခံရရှိပါတယ်အဲ့ဒီအီးမေးလ်ထဲမှာဆိုရင် နောက်ထပ်တို့ဖက်နေပြီးမှဘာတွေထပ်ပြီးဖြည့်ထားသေးလဲဆိုတာကျွန်တော်အင်တာဗျူးရမယ့်နေရာကိုပေါ့နော်15မိနစ်မတိုင်ခင်အရောက်လာပြီးဖို့ရဲ့ပြီးရင်ကိုဝတ်စားရမယ့် ပြင်ဆင်ပုံပြင်ဆင်နည်းတွေလည်းသူတို့ဖက်နေပြီးတော့မှဒီ photo guideline နေနဲ့ email နဲ့ email ရဲ့ attachment နေနဲ့သူတို့ဖက်နေပြီးတော့မှတွဲပြီးတော့မှပို့လာပါတယ် photo guideline ရပြီးနောက်ကိုကိုမမိပါသေးရဲ့ပေါ့နော် alter photo guideline ရပြီးတော့မှ email ကိုကျွန်တော်ကညလက်ကောင်မှပေါ်တော့ဒီ short list ဖြစ်တဲ့အကြောင်းကျွန်တော်ရခဲ့တာပေါ့နော် short list ရပြီးတော့မှကျွန်တော်ရဲ့ account for no ah သူအိတ်နေတဲ့အချိန်တော့တွေ့ဝမ်တာဝမ်တာအားရ วันตาลงสู้เปียมาอีมันสู้เปียมันตู้นู้ละ no no กันเองจบยาเสียชีพบ่เนาะเดี๋อวแอมไรแอร์ไลน์กันนี่ยเปียมาอีมีแต่สางยาบ่เนาะพัจจิพัจจิสู้เปียมันตู้นู้เปี่ยมันพักแข็งนะ အဲပြီးတော့နောက်တနေ့ခါကျတော့မာစပင်တွေတော့ညံ့ပေါ့နော်စပင်တညပြီးတော့နောက်တနေ့ခါကျတော့ဒီတပုံတော့ရိတ်ကြမယ်ဆိုပြီးတော့မောနာတော့ပြီးတော့မဓာတ်ပုံတော့ရိတ်ခဲ့ကြပါတယ်အမတ်တရားလေးပေါ့နော်အဲ့ဒီမောနာတော့ပြီးတော့အမတ်တရားဓာတ်ပုံရိတ်တဲ့အခါမှာလည်းတူတူပဲနောက်ထပ်အမတ်တရားလေးတက်ရှိပါသေးတယ် အဲ့ဒီ email ထဲမှာဆိုပေါ့နော် interview လာရမယ့်နေ့မှာယူလာရမယ့် document စာရွက်စာတမ်းတွေကိုလည်းသူတို့ဖတ်နေပြအောင် mention ထားပါတယ်။အဲ့ဒီစာရွက်စာတမ်းတွေကဘာလဲဆိုတော့ကျွန်တော်ကိုယ့်ရဲ့ resume က updated ဖြစ်ရပါမယ်။ပြီးရင်ကိုယ့်ရဲ့ပညာအရေးချင်းလက်မှတ်လည်းရှိရပါမယ်။ကိုယ့်ရဲ့ passport ကကျတော့လေဒီပေါ့နော် black and white မဟုတ်ဘဲနဲ့ color နဲ့ pdf file scan ထားတဲ့ အဲ document ရဲ့နောက်ဆုံးတစ်ခုခါကျတော့ကဒီ email ကို shortlist ရရှိထားတဲ့ invitation ရရှိထားတဲ့အကြောင်းဒီ email ကို backup အနေနဲ့ပြဖို့ယူသွားရမယ်ဆိုတဲ့အကြောင်းသူတို့ဖက်နေပြီးတော့မှ mention ထားပါတယ်။ချွင်းချက်အနေနဲ့ပေါ့နော်။အာယူလာလို့လည်းရတယ်မယူလာလည်းရတာပေါ့နော်။အဲ့ဒါကပါလဲစကားကြောတပ်ပုံပဲဖြစ်ပါတယ်။တပ်ပုံကကျတော့သူတို့ဖက်နေပြီးတော့မှတောင်းတာပေါ့နော်။တပိုင်းပုံရဲ့ပြီးရင်တကိုယ်လုံးပုံရဲ့ပေါ့နော်။အဲ့ဒီကိုယ်လုံးပုံမှာ background ကကျတော့ကဟာအဖြူရောင်ပဲ ြရမယ်ကာလာမဟုတ်ဘောเนาะအဲဒါကတော့ယူလာဆရာလဲယူလာလို့လဲရတယ်ယူမလာလဲရတာပေါ့เนาะပြီးရင်ဒီမှာလေအာတွေ့အကြုံခါကျတော့မောနန်းသွားပြီးမှတက်ပုံရိုက်တယ်တွေ့ကြုံကဘာလဲစကကျတော့ကဒီ UAE မှာတက်ပုံရိုက်ရင်လေ ဈေးအရန်ကြီးပါတယ်ပေါ့နော်ဈေးကြီးတစ်ထဲမှာပါပါပေါ့နော်ဘယ်လိုမျိုးလဲစကားကြောကျွန်တော်ကတကူဘိုင်းပုံရဲတကူလုံးပုံရဲရိုက်တာပေါ့နော်တပုံကဒီမြန်မာဒီက UAE ပိတ်ဆက်နေဆိုရင်တပုံကိုဘောက်တောင်းလဲဆိုတာကျွန်တော်တပုံကိုဒီကငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့ရှောက်ဆယ်ပေးရပါတယ်နှစ်ပုံရိုက်ခဲ့တဲ့အတွက်ကြောင့်မလို့100နဲ့မှ20 100နဲ့မှ20ပြင်မယ်သူတို့က discount ကကျွန်တော်100လမ်းတိပေးခဲ့ရတယ်ပေါ့နော်မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့တသိန်းကျော်ပေါ့နော်ဓာတ်ပုံနှစ်ပုံပေါ့နော်ဒီဟာ soft soft copy နေနဲ့ပဲကျွန်တော်တောင်းခဲ့တာပေါ့နော်ဒါက hard copy ပေါ့နော် print out ထုတ်ထားတာမဟုတ်ပဲね soft copy digital နေနဲ့ပဲကျွန်တော်တောင်းခဲ့ရပေါ့နော်အဲကျတော့မြန်မာငွေတသိန်းကျော်ကျော်ပေးခဲ့ရပါသေးတယ်တပုံစိမ်မှာပေါ့နော်ဒီ interview ကိုသွားဖို့အတွက်နောက်ဆုံးအနေနဲ့ခါကြတော့ကဒီ interview ခါကြတော့တနေကုန်ဖြစ်ရင်ဖြစ်ရင်ပေါ့နော်နောက်ဆုံးအစင်တီတက်ခဲ့ရင်တော့တနေကုန်ကျစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဖုန်းပေါ့နော် battery လုံလောက်ဖို့အတွက် power bank ယူလာခြင်းနဲ့ယူလာလို့ရတယ်လို့ကိုယ့်ရဲ့ data ကိုလည်းပဲ အဲရှိဖို့လေလိုအပ်တယ်လို့သူတို့ဖဲနေပြီးရောမှာ mention ထားပါတယ်ခင်ဗျာဒီ open day interview assessment ကိုမတော်ခင်တရက်ပေါ့နော်တရက်မတိုင်ခင်သူတို့ဖဲနေပြီးရောမှာဒီ SMS message ပို့လာတာပေါ့နော်ဒီ SMS message မှာ email address ပါပါတယ်ပေါ့နော် email ရဲ့လိပ်စာပါတခါတည်းပါပါတယ်အဲ့ဒီ email လိပ်စာကိုကိုကနေပြီးရောမှာ email ပြန်ပါတယ်ပေါ့နော်ကိုကဒီ assessment ကိုလာမယ်ဆိုတဲ့အကြောင်းပြန်ပြီးရောမှာ confirm လုပ်ရပါတယ်ခင်ဗျာ ဒါကတော့ဒီ open day assessment မတိုင်ခင်အာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးမှကျွန်တော်မျှဝေပေးခဲ့တာပါဖြစ်ပါတယ်။အဲ့ဒီ open day assessment မှာကျွန်တော်နောက်ထပ်ပေါ်တော့ interview သွားခဲ့တဲ့အတွေ့အကြုံမှာကျွန်တော်ဘယ်လိုမျိုးအတွေ့အကြုံတွေကြုံတွေ့ခဲ့ရသေးလဲဆိုတာကျွန်တော်ကနောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးမှပြန်လည်တွေ့ဆုံပါမယ်ခင်ဗျာ။အားလုံးပဲစနေဆုံးထိကြည့်ပြီးတဲ့အတွက်ကျွန်တော်ကျေးဇူးအများတင်ပါတယ်။ Good night ပါ။